အားလုံးပဲမင်္ဂလာပါ MMD Reading Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တောက်ကြသားသမီးများအတွက်20ရက်3လ2025မှာ28ရက်3လ2025အထိတောက်ကြသားသမီးများအတွက်တပတ်တာကံကြမ္မာကိုဟောကြားပေးတော်ပါမယ်တောက်ကြသားသမီးများအတွက်ဒီတပတ်တာမှာလုပ်ငန်းကိစ္စများစီမံကိန်းများမှာပူပေါင်းဆောင်ရွက်မှုများအားကောင်းတဲ့အပတ်ဖြစ်ပါတယ်အဖွဲ့အစည်းတွေမှာလောက်ကအဆောင်ရည်နေသူများညှိနှိုင်းနိုင်စွမ်းကိုအတိအမှတ်ပြုခံရနိုင်ပါတယ် အနုပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းလုပ်ကိုင်နေသူများဥပမာဒီဇိုင်းဂီတစာပေမှာဖန်တီးမှုတွေအစ်အစ်တွေဖန်တီးနိုင်စွမ်းဖြစ်နိုင်အောင်လှုပ်ဆောင်ပါကအောင်မြင်မှု လုပ်ငန်းလမ်းကြောင်းပေါ်မှာရောက်ရှိပါလိမ့်မယ်။လုပ်ဖော်ကိုင်ဖက်တွေနဲ့အချက်အလက်တွေမျှဝေလုပ်ကိုင်မှုကိုဦးစားပေးပါသူတို့ရဲ့ထောက်ခံမှုက အောင်မြင်မှုကိုဖြစ်တွန်းစေပါလိမ့်မယ်။ အခြေအခြေအားအနေနဲ့ကတော့အခြေရေးမှာဟန်ချက်ညီဖို့ရှိဖို့အရေးကြီးပါတယ်။ချစ်သူအိမ်နောင်ဘက်နဲ့စကားပြောဖို့အချိန်ပေးပါ။အိမ်နောင်ရှင်များမိသားစုနဲ့အပြန်အလှန်နားလည်မှုတိုးပွားစေရန်အတူတူခရီးအနီးနားထွက်တာမုံစားတာအတူတူလဲပတ်တာအတူတူလုပ်ပေးသင့်ပါတယ်။ငွေကြေးလှုပ်ရှားမှုအနေနဲ့ကတော့ယင်းနှိမ့်မြုံနှံမှုလို့ဖို့ဆိုရင်ကျွမ်းကျင်သူနဲ့အတိုင်မြင်မိမှအဆုံးဖြတ်ပါအခမ်းတင်ပါကငွေကြေးလိမ်လည်မှုခံရနိုင်ပါတယ် ကျမရဲ့အနေနဲ့ကတော့စိတ်ဖြည့်စည်းမှုကြောင့်အိမ်မပြောတာဖြစ်နိုင်ပါတယ်။တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းကသင်စိတ်ကိုလန်းစားစေပါလိမ့်မယ်။အထုသတိပေးလိုတာကတော့အစာခြေစနစ်ကိုဂရုစိုက်သင့်ပါတယ်။အမြင်တတ်များတဲ့အစာစာတွေစားပေးသင့်ပါတယ်။ကံကောင်းစေသောအရာများ၊ကံကောင်းစေသောအရာ၊ပန်းရောင်အပြာရောင်၊ကံကောင်းစေသောနံပါတ်65ကံကောင်းစေသောကြောင့်များကတော့ပရမညာဖြစ်ပါတယ်။သတိထားရမယ့်အချက်များ အလုံးမှာဆုံးဖြတ်ချက်ချရမှာပျော်ညံ့မှုမဖြစ်စေဖို့တတိထားပါ အချိန်မတိုင်မီယုံကြည်မှုပေးမိခြင်းကိုရှောင်ပါရေဒီယာအနေနဲ့ကတော့တောက်တော်ရေလူပေးတင်ပါတယ်မင်္ဂလာရှိသောနေ့တည်လေးကိုပိုင်ဆိုင်နိုင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းမင်္ဂလာအပေါင်းအသင်းပြေဝကြပါစေ